တော့ကျွန်တော်တို့ဒီမန္တလေးမဆိုးရင်ចောင်းဆရာတော့အာចောင်းတော်ကြီးပေါ့နော်ចောင်းကဘယ်လိုလဲဆိုတော့ငလီရင်လှုပ်တဲ့ခါကျတော့ငလီရင်ထဲပါသွားတယ်ပဲပြောရမှာပေါ့နော်ចောင်းပြူကျသွားတာပေါ့နော်ចောင်းလုံးဝပြူကျသွားတဲ့ခါကျတော့အခုဆိုလို့ရှိရင်တော့ဒါဒီចောင်းတကကြီးအဲ့ဒါချက်ချင်းပေါ်လာတာပေါ့နော်ဒါကတော့အရန်ကမှဝန်တာဆရာပါပဲလို့ပြောရမှာပဲပေါ့နော်တကယ်ကိုလည်းဝန်တာရပါတယ်ပေါ့နော်အခုလိုမျိုး ဒီကြောင်းတကာတွေပါတွေပေါ်လာတဲ့အခုလိုမျိုးတွေပေါ့နော်အဲလာရောက်ပြီးတော့ခုလိုမျိုးပြန်လဲမွမ်းမံပေးတာတွေကြတော့တကယ်ကိုဝန်သားစရာပဲပေါ့နော်အခုဆိုလို့ရှိရင်ဒီမှာဒါအခုဆိုရင်ဒါဆရာတော်တွေနဲ့တကွဒီမှာ live ပြီးတော့ဒါကြည့်ရှုနေတာပေါ့နော်ကြာခဲဒါမစိုးရင်ကြောင်းတိုက်ကတော့ပြန်တယ်ရရှိလာမှာပဲပေါ့နော်ဒီလိုမျိုးပဲပေါ့နော်ဒီလိုမျိုးကြောင်းကံဖရားတွေကိုပြန်ပြီးတော့အာတိဆောက်ပေးတဲ့လိုမျိုးပေါ့နော် ဒီရှေးဟောင်းစီဒီပထိုးတွေကိုလည်းပြန်လဲပြုပြင်ပေးနိုင်တဲ့အခုလိုမျိုးတထေးတွေများများပေါ်ပေါက်ပါစေလို့ပဲဆုတောင်းရမှာပေါ့နော်အဖြစ်လို့လဲဆိုတော့မြန်မာပြည်မှာကြားတော့တကယ်ကိုမှနာမည်ကြီးပြတိုက်တစ်ခုတွေလိုမျိုးဖြစ်တဲ့ရှေးဟောင်းစီဒီပထိုးတွေလည်းအကုန်လုံးပါသွားတာပေါ့နော်အာအကုံလုံးနှီးပါလို့ပဲပြောရအောင်ပေါ့နော်အကုံလုံးတော့မဟုတ်ပါဘူးတော်တော်များများပါသွားတယ်ဆိုတော့ခါကြတော့အဲ့ဒါတွေကိုလည်းပြန်လဲမွင်းမှန်တဲ့ အာအလုရှင် တကတကမတဲ့အများဆုံးပေါပောက်ပါစီလိုပဲဆူတောင်းရမှာပဲပေါ့နော်ဒီမှာဗီဒီယိုထိလေးကိုကျွန်တော်နဲ့အတူတူနားထောင်ကြည့်အောင်နော်တိုင်ကိုဒီတိုင်ကြီးတွေကိုတချို့နိုင်ပါတယ်ဖျာဒီပြီးတော့ဒီပြီးတော့ဒါကတော့ဆုံးဖြတ်ပြီးတော့ပို့လို့ရတဲ့ဟာကြီးတကရှိအောင်မှာပါဒီခေတ်အတိုင်းကြီးကောင်းလာကြီးအဲဆိုတော့အင်ဂျင်နီယာနဲ့အဲ့ဒါတွေကတော့ဒီကြောင်းပဲပြန်လူရမှာဗျာတပိတော့သူကဟိုတပိတော့သူကအဲ့ဒီဟိုဟိုဘောဟိုဘယ်လိုလဲဆိုလို့ရှိရင်ဖတ်လာလဲဒီကြောင်းမှာပဲဟိုအနေနဲ့ ဟိုဟိုပြဖို့အနေနဲ့ဒါမှမဟုတ်သပိုက်မှတ်တမ်းအနေနဲ့တပည့်တော်ဒီကြောင်းထွက်လာတဲ့အဟိုရှားတဲ့အောင်ထားမှာအပြင်မှာတော့ရောင်းမစားဘူးမတုံးဘူးမလုတ်ဘူးဟုတ်ဒီမှာအဲ့လည်းမဟုတ်ဘူးလားကိုမြနိုင်စင်နိုင်စင်တွက်လိုက်ကြအောင်ဟိနိုင်စင်တွက်လိုက်တော့နိုင်စင်မှာထည့်မယ်ဟွန်းနိုင်စင်ရတယ်ဗျာတပည့်တော်ဒီဟာတပည့်တော်မိသားစုကလည်းပြောနေတာတပည့်တော်ဟွာလုတ်မယ်ဗျာနောက်ဆိုတပည့်တော်တို့ကတန်ဃာတော်ကြီးအတွက်လည်းအာအာအာဖြစ်သွားပါ တို့တော့သူကမြန်လဲမြန်မှာတန်ဃာတော်တွေလိုလိုစေနေလို့ရမှာပြန်လဲပတ်လို့ရပြန်လဲပတ်လို့ရမဟုတ်ရင်တန်ဃာတော်တွေဟွာနေစရာမရှိတာနဲ့ဟွာထိန်ရခတ်မှာလဲဆိုရင်တပီတော့တကယ်တော့ဒီမှာကြားလို့ရှိရင်ဒါစာမွေးဝဲဖြစ်နေတဲ့ကာလာယူဖြစ်တာပေါ့နော်ဒီเจ้าမှာမဆိုရင်เจ้าမှာဆိုလို့ရှိရင်လည်းတန်ဃာတော်တွေစာဖြစ်နေတဲ့စာမွေးဝဲဖြစ်နေတဲ့အချိန်ကာလာကြီးလည်းဖြစ်တယ်အဲ့ဒီအချိန်မှာမင်္ဂလင်ကလှုပ်တယ်ဆိုတော့ခါကြတော့ ကျောင်းကလည်းပြိုသွားတယ်ဆိုတော့အခုလောလောဆယ်အဲ့တော့နေရထိုင်ရတာတွေကတော့ခက်ခဲတယ်တော့အများကြီးရှိမှာပဲပေါ့နော်အဲ့ဒီအတွက်ကတော့တကယ်ကိုစိတ်မကောင်းရပါဘူးလို့တော့ဝင်းနန်းနေထိန်းထားရတာဆိုတော့အဲ့ဒါကိုသဘောပေါက်ဝင်းနန်းနေထိန်းအဓိကနေစရာနဲ့ရေနဲ့မီးနဲ့ဆွန်းနဲ့အဓိကနေစရာအရင်ဆုံးကမနေ့ကဘလို့ကကြာနေဟုတ်တယ်ဗျာဟွန်းဟွန်းဟုတ်တယ်နော်အဓိကရေရမီးရလုံလောက်အောင်အရင်ဆုံးလုပ်ရမှာပေါ့နော် ဒါဖြစ်လို့လဲဆိုတော့မန္တလေးဆိုတာကလည်းတကယ်ကိုပူပါတယ်လို့နော်မြန်မာနိုင်ငံကတော့သိတဲ့အတိုင်းပဲမန္တလေးပဲတူပါတော့မန္တလေးကနေဟိုးပဲခြံပူပူတအားပူတော့အိုးအဲ့လိုမျိုးဆိုတော့အဓိကတော့ရေရမီးရရတော့လုံလောက်အောင်အရင်သုံးလို့ရမှာပေါ့နော်ဒါပေမှကြောင်းနေပြက်သွားတဲ့ကြောင်းတွေပါလေအကုန်လုံးဒါပြန်ပြီးတော့လုပ်ရမှာပဲပေါ့နော်အခုလိုမျိုးအာအလူရှင်တွေမြန်ဆုံးပေါ်ပေါက်လာတဲ့အတွက်ကတော့ တကယ်ကိုမှဝန်တာပီတီဖြစ်ရပါတယ်လို့ပြောရင်းနဲ့ဗီဒီယို liberty မှာပဲဆုံးသတ်မှာဖြစ်ပါတယ်နောက်ဗီဒီယိုဒီကြမှာကျွန်တော်တို့ပြန်လည်ဆုံစည်းကြမယ်เนาะဗီဒီယိုလေးလေးကိုကြည့်ရှုပေးတဲ့သူတွေကိုလည်းတူတူပြောင်းချင်းစီအားလုံးကိုသူပဲကြည့်ရှုတင်ပါတယ်လို့အားလုံး bye bye သူကပုံလဲဆိုအဲ့လိုမျိုးကြောက်တယ်はい。